င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ26ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကတော့မြစ်တီလက်နက်ကိုင်အဖွဲ့အစည်းမြစ်တီနိုင်ငံရေးအဖွဲ့အစည်းကိုမှလက်ခံထားခြင်းမရှိဘူးလို့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDA ရဲ့ဒီဥက္ကဋ္ဌဦးဆန်ပေကပြောဆိုလိုက်တဲ့သတင်း။ဥရောပကောင်ဆောင်တွေဟာအမေရိကန်လိုလက်နက်တွေကိုဝယ်ယူပြီးယူကရိန်းကိုထောက်ပံ့ပေးဖွဲ့ရှိနေတယ်ဆိုတဲ့သတင်းအပါအဝင် ။နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အင်္ဂစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြစ်တိလက်နက်ကိုင်အဖွဲ့အစည်းညီတိနိုင်ငံရဲ့အဖွဲ့အစည်းကိုမှလက်ခံထားခြင်းမရှိဘူးလို့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDA ရဲ့ဒီယိုဂရာဦးဆန်ပေကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ မိမိတို့ဒေတာအတွင်းဘယ်လက်နက်ကိုင်အဖွဲ့စည်းနဲ့ဘယ်နိုင်ငံရေးအဖွဲ့စည်းကိုမှလက်ခံထားတာမရှိဘူးလို့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDA ရဲ့ဒုက္ခရဦးစံပေကပြောပါရယ်။ဦးစံပေဦးဆောင်တဲ့ NDA ကိုယ်စားလှယ်အဖွဲ့အား2025ခုနှစ်မေလ25ရက်ကတရီကန်တိုင်းစစ်ဌာနချုပ်မှနဇကဥက္ကရာပူဇော်မှုကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးဆွေးနွေးစဉ်အဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါရယ်။ NDA ဒုက္ခရာဦးစံပေကမိမိတို့ဒေတာအတွင်းဘယ်လက်နက်ကိုင်အဖွဲ့စည်းနဲ့ဘယ်နိုင်ငံရေးအဖွဲ့စည်းကိုမှလက်ခံထားတာမရှိကြောင်း မိမိတို့အနေနဲ့ဒေတာတွင်နဲ့နိုင်ငံတော်တည်ငြိမ်ရေးအေဂျင်စီလုပ်ငန်းရပ်တည်အတွက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဖြစ်ပါတယ်။အဲဒီနောက်မိမိတို့ NDA ရဲ့သဘောထားခံယူချက်အနေနဲ့နှစ်30ကျော်ကျင့်သုံးလာခဲ့တဲ့အတိုင်းနိုင်ငံတော်မှချမှတ်ထားတဲ့ပြည်ထောင်စုမပြိုကွဲရေး တိုင်းသားစည်းလုံးညီညွတ်မှုမပြိုကွယ်ရေးအချုပ်အခြာအာဏာတည်ထောင်ခိုင်မြဲရေးစတဲ့ဒုတောင်ရဲ့အရေးတုံးမှအတွက်အဓိကထားဆောင်ရွက်လျက်ရှိကြောင်းသူကပြောပါတယ်မိမိတို့နိုင်ငံဟာပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီးစစ်မှန်စည်းကမ်းပြေဝါတဲ့ပါတီစုံဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ကိုရှောင်လန်းနေကြခြင်းဖြစ်ကြောင်းအဲဒါကြောင့်နိုင်ငံတွင်းမိတင်းနေထိုင်ကြတဲ့တိုင်းသားညီရင်းအကိုမောင်နှမများအားလုံးအနေနဲ့ စစ်စစ်လုံးလုံးနဲ့နိုင်ငံအကျိုးကိုဖော်ဆောင်သွားနိုင်မှုလိုအပ်မယ်လို့နာဇကဥက္ကဋ္ဌဘူဂျုံမူကြီးမင်းအောင်လိုင်ကပြောပါရယ်မိမိတို့ဟာပြည်ထောင်စုနိုင်ငံတော်ဖြစ်တာကြောင့်နိုင်ငံတော်မှပြဋ္ဌာန်းထားတဲ့ယုံတုံဘာသာစကားနဲ့စာပေကိုတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့တက်မြောက်ထားရှိဖို့လိုအပ်မယ်လို့သူက NDA ကိုယ်စားလှယ်အဖွဲ့ကိုပြောကြားခဲ့ပါရယ် NDA ဟာဗမာပြည်ကွန်မြူနတီပါတီကနေခွဲတက်ကတမရော်နဲ့1989ခုနှစ်ဇွန်လ30ရက်မှာညီငယ်ရေးယူခဲ့ရာတမရော်ကရှမ်းပြည်နယ်အရှေ့ပိုင်းရှိမိုင်းလာဒေသကိုဗဟုပြုပြီးအထူးဒေသ၄ရေးဖြစ်တက်မှတ်ပေးခဲ့ပါတယ်။အဲ့ဒီအထူးဒေသ၄မှာဗမာစကားနဲ့ကြံ့ငွေထက်တရုတ်စကားနဲ့တရုတ်ငွေကြေးကိုအဓိကထားအသုံးပြုလျက်ရှိပါတယ်။ အဲ့ဒီနောက် NDA အဖွဲ့ဝင်အဖြစ်ပါဝင်နေတယ်ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FBNCC အဖွဲ့ဝင်တွေက AA, KIA, MNDAA, TNL တို့ဟာမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေသလိုမြန်မာတပ်မတော်ကအကြမ်းဖက်အဖွဲ့အဖြစ်ကြီးညာထားတဲ့ NUG, PDF နဲ့ NUCC တို့ကိုလက်ခံထားပါတယ်အဲ့တော့ကြောင့် NDA ဟာ FBNCC အဖွဲ့ဝင်တချို့ကမြန်မာတပ်မတော်သဘောမကျတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကိုလက်ခံထားတဲ့အတိုင်းသူတို့ကတော့လက်မခံထားဘူးလို့ထက်လောင်းအတည်ပြုပေးကြတာဖြစ်ကြောင်းစေရေးနဲ့နိုင်ငံရေးကိစ္စတွေကပြောပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ဥဆောင်ပါတီ AFP ရဲ့နိုင်ငံရေးနဲ့စီးပွားရေးမူဝါဒကဘာလဲဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုရှုစားလိုက်အောင်ပါ မြန်မာနိုင်ငံမှာယူကောက်ပွဲဝင်ရောက်ရှင်ပယ်မဲ့ရခိုင်ဦးဆောင်ပါတီ AFP ရဲ့နိုင်ငံရေးနဲ့စီးပွားရေးမူဝါဒကဘာလဲဆိုတဲ့အပေါ်ပြည်သူလူထုတွေသိရှိနိုင်မှုအတွက် AFP ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကချပြသွားခဲ့ပါတယ်။ရခိုင်ဦးဆောင်ပါတီဟာနိုင်ငံရေးမူဝါဒနှစ်ရက်ရှိကြောင်းပထမမူဝါဒဟာရခိုင်ဒေသမြောက်ဖက်ရှိပူတိတော်မောင်တော်နေကြဒေသကိုအထူးအာရုံစိုက်ကြောင်းဒုတိယမူဝါဒဟာတိုင်းဒေသအလုံးလူလာတဲ့စစ်မှန်တဲ့ Federal Democracy နိုင်ငံတည်ထောင်ရန်ဆိုတဲ့ဥတီကျက်ဖြစ်တယ်လို့ဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရတယ်။ 呃，长老肉噶，把弟弟呢，把弟亏死呀，弄得亏死呀，弄得亏噶，就看爹大爷，那你要不要嘛？那不这样，忙东的，家爹大爷，过初二又是谁的？ 哎，你家的到我老早我们家过元旦节的时候，你看人家大爷奶奶哈，家家嘛看来没啥个钱钱嘞，那么我爸的不是个嘛，爸的经常钱也有的借，那么这个不用的了，那么那个有钱，再拿阿拉弄来，我是不是发点东西嘛？你啥东西？对吧？我第二个卡拉微工我天天看。 下面就来讲，把历史我们说的不同，多少老人看法，如南安一阿片，二十岁那批下，闽马、闽南一阿片，新马在各个地方说说的，各帮去各帮家看，反正我，我低头怀念说的，吃点苦，那那干东南亚是不不高哟，假如南安一阿片，批下来就是不高哟，这个地方家，那讲为了那干就不要看，小心了，你啦，那讲为了那干就那鞋底高了，那啥个踏不实。 那上边的那几个地方，你像说，国家那边，你说新疆，那我们得去啊嘛。那，国家那边，那人家也绝对说，是下面苏州那边啊，那江苏那边说，那哪样说，我们得去啊嘛。 မြန်မာနိုင်ငံမှာလက်နက်ကင်ပြည်ပခဖြစ်ပွားနေတာမှာ1948ခုနှစ်မှာစတင်ကဒီနေ့အချိန်ထိနှစ်ပေါင်း80ကျော်လာခဲ့ပြီဖြစ်ပါတယ်။အဲဒီလိုပဲလက်နက်ကင်ပြည်ပခချုပ်ငင်းရေးဆွေးနွေးမှုတွေအကြီးအကျယ်လှုပ်လာရမှာလဲခိုင်မြဲတဲ့သဘောတူညီချက်တွေမရဘဲအကြီးအကျယ်သဘောတူညီချက်တွေပြပြကတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။အဲဒီနောက်2021ခုနှစ်ဖေဖော်ဝါရီလနေ့ကနိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့်နိုင်ငံအနှံ့ပြားမှာလက်နက်ကင်ပြည်ပခတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားခဲ့ပါတယ်။လက်ရှိမှာဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုကိုတိစောက်ဖို့ကြိုးပမ်းနေကြပေမဲ့တချို့သောတိုင်းရင်းသားလက်နက်ကင်တွေကတော့ကွန်ဖက်ဒရေးရှင်းလွတ်လပ်ရေးဆိုတဲ့ ဲ့ရည်မှန်းချက်တွေအထိထုတ်ဖော်ပြောဆိုလာနေကြပါတယ်။နိုင်ငံရဲ့အခြေခံဖြစ်တဲ့85ရာခိုင်နှုန်းကျော်ရှိတဲ့တောင်သူတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုမရပဲစီးပွားရေးခြေလှမ်းလှမ်းမှုပလွဲကူကြောင်းအဲ့ဒီပြင်ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်မှုနဲ့စက်မှုဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကိုမတွားနိုင်ရင်လည်းစီးပွားရေးမဖွံ့ဖြိုးနိုင်ကြောင်းရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါတယ်။စီးပွားရေးကတော့ကျွန်တော်တို့ဈေးွက်စီးပွားရေးစက် 习惯习惯是没回家了耶，那你要是身边一点衣服，然后身边没衣服，其他没什么的，是吧？那应该不可能的，现在大了，你一点衣服都穿不了，是吧？然后，那你啊，里面穿个，那也一件衣服出来，是吧？ မန်ရီတီယူမှာပဲစီဝါရေးဖွံ့ဖြိုးတိုးတက်နိုင်တဲ့နိုင်ငံကိုရဆိုင်နေစွဲပနဲ့ပြောပါရစေ။အဲဒီမှာကိုယ်နိုင်ငံရဲ့အခြေခံဖြစ်တဲ့နွန်တာ85ရာနိုင်ငံကျော်ရှိရဲ့တောင်တူပြည်သမားများရဲ့ဖွံ့ဖြိုးတိုးတက်မှုရပြီးတဲ့နွန်တာစီဝါရေးခြေလှမ်းတစ်ခုစမ်းဖို့ပြည်မှုဆိုတာကိုလည်းနွန်တာလက်ကင်ထားတယ်။အဲဒီလိုပဲမြန်မာစီဝါရေးပြန်လည်မှုဖို့အတွက်ရင်းနှီးမြှုပ်နှံမှုခက်ခုမှုနဲ့စမုံဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကိုမတော်နိုင်နေတဲ့လေဖွံ့ဖြိုးနိုင်မှုဆိုတဲ့အနေနဲ့ပြောပါရစေ။ 阿拉讲一百五幺年，将来尿素小白虫就变变难办啊！难怪一滴尿素呢，细胞不久都在长期需要。喏，抗生素不久都在熬，阿龙个抗生素结束嘞，尿脏细胞也冇得几节课。你买一袋玉米嘛，夏天呢，收了就三毛多嘛。 စိုက်ပျိုးရေးလုပ်ငန်းတွေမှာပန်းနိုင်ရည်မှန်းချက်ပြည့်မီမှုမရှိသေးတာကိုတွေ့ရပြီးစီထွက်တည်နံတဲ့ပတ်သက်ပြီးအထွတ်နှုံးအားနည်းနေစေဖြစ်ကပြည်ပမှတည်သွင်းနေရစေဖြစ်ကြောင်းနဇကဥက္ကရာပူဇော်မှုကြီးမေအောင်လိုင်က2025ခုနှစ်မေလ19ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်မိမိတို့နိုင်ငံအနေနဲ့ရေကန်မြေကန်ကောင်းတွေနဲ့လဝအရင်းမြစ်တွေရှိပြီးဖြစ်ပေမဲ့အမှန်တကယ်လွတ်လပ်ခြင်းမရှိတာကြောင့်ဝင်ဝင်နေနေရတာဖြစ်တယ်လို့သူကပြောကြားခဲ့ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းတွေမှာပညာရှင်သာမကလုပ်သားတွေပါရှာပါနေတဲ့အပြင် နေစားခါတွေလည်းပုံမှန်မြင့်တက်လာနေတယ်လို့စောက်လုပ်ရေးလုပ်ငန်းရှင်တွေကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။မြန်မာနိုင်ငံမှာစစ်ပွဲတွေစစ်မှုထမ်းစစ်ခေါ်တာတွေနဲ့ငလျင်ပေးသိမ်းမှုတွေနောက်ပိုင်းမှာစောက်လုပ်ရေးလုပ်ငန်းတွေမှာပညာရှင်တမကလုံသားတွေပါရှာပါနေတဲ့အပြင်နေစားခါတွေဟာလည်းပုံမှန်မြင့်တက်လာနေတယ်လို့စောက်လုပ်ရေးလုပ်ငန်းရှင်တွေကစီရင်နေတဲ့သတင်းဌာနကိုပြောပါရစေ။အလုပ်ကျန်းလုပ်အခဟာအရင်ကတရက်ကိုတထောင်ကျပ်ဝန်းကျင်ရှိပေမဲ့အခုအခါမှာတော့အဆမတန်များပြားနေကြောင်းသိရပါဗျ။ အဲ့ဒီလိုလုံသားကနှုံထတွေတက်သွားတာဟာရှိနေတဲ့လုံသားအင်အားနဲ့လိုအပ်ချက်ဟာမမြတ်တာကြောင့်ဖြစ်နိုင်တယ်လို့မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအတင်းကျုံမှအထွေထွေအတင်းမှုချုပ်ဦးမြင့်မြင့်က CNN သတင်းဌာနကိုပြောပါတယ်။လုံသားကဆိုးပါတယ်။မအောင်ဆိုးလည်းဆိုမနေဖြစ်တော့ပြင်ဆင်ရဖေရှားရှင်နေတဲ့လုံသားရဲ့များတကူရလုံသားဟိုညော့နေတာပေါ့နော်။လုံသားညော့နေတယ်။ညော့နေခြင်းပါထွက်တာနဲ့ပါနေအဲ့လိုညော့နေခြင်းပါဘာထန်ငလင်းအဖြစ်လိုက်တဲ့အခါကျတော့လုံသားအင်အား ကျော်ပါမှုနဲ့လုံသားကဇွင်းလုံးမြင့်တက်လာတာတော်တော်ဆိုးွားတဲ့အဖြစ်ပေါ်လာပါတယ်။ခဏတော့ဆောက်လို့လုပ်ငန်းကြီးရပ်တန့်သွားတဲ့အကြောင်းပါလေ။အဲ့ဒါကြီးလည်းပါပါလေ။အဲ့ဒါလည်းဒီကြီးရဲ့ကံတော်တူပါပါလေ။ဒီကညာရှင်ရောပေါ့နော်။ဒီကညာရှင်အမေညာရောခဏတော့ကျော်တဲ့လုံသားရောရှားပါမှုလည်းရည်ကြီးတဲ့ကံပါပါလေ။ဟုတ်လုံသားကလည်းအခုဒီကျန်တဲ့တပေါင်းလောက်ရှိတယ်နှစ်ပေါင်းဝဲလောက်ရှိတယ်အဲ့လိုလေကြည့် အချို့ညမှာ၄5000လောက်ပြီးလာတယ်။အဲ့လောက်ကြီးကိုဖြစ်လာတယ်။ဘာလို့ဆိုတော့ demand နဲ့ supply ကြီးရတယ်။လုပ်သားနဲ့လုပ်ချင်တာများတဲ့အခါဖြစ်မှန်ဖြူမယ်လည်းဘလို့အရေးပေါ့။ဒီကာလာပေါ့။နောက်လေးငါ၆လနဲ့တမျိုးဖြစ်သွားနိုင်တယ်ခင်ဗျာလက်ရှိမှာငလီရဲ့နောက်ဆက်တွဲအနေနဲ့ဆောက်လုပ်ရေးသုံးပစ္စည်းဝယ်ယူရခက်ခဲမှုအပြင်တခြားကိစ္စတွေကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေလက်ပတ်မှုနှဲပါနေကြောင်းလည်းလုပ်ငန်းရှင်တွေထံကနေသိရပါဗျဆောက်လုပ်ရေးလုပ်ငန်းတွေပြန်လည်လက်ပတ်နိုင်ဖို့ဟာနိုင်ငံရဲ့စီးပွားရေးအပေါ်မှာတာမူတည်ကြောင်း လက်ရှိမှာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ဆွေးနွေးတိုင်ပင်နေကြကြောင်းရွှေကဘာမောင်မောင်ဆောက်လုပ်ရေးလုပ်ငန်းမှာဥက္ကဋ္ဌဦးမောင်မောင်ကစီရင်နာကြတဲ့ဌာနကိုပြောပါတယ်။ဆိုအခုဆိုရင်ဒီမြန်မာပြည်ကလည်းစကိုင်းမှာတော့ပေါ်ဒီပေါ်လုံးခဲ့တယ်လူတယောက်မှာ၄000တောင်းတောင်း၅000တောင်းတောင်းတောင်းနေနေတောင်းနေကြတယ်။အဲ့တော့ပြီးအောင်လုပ်ပါဆိုတော့လည်းဟိုတချို့လူချင်းရပန်းထိုင်ကြရတော့တုံးနေရတယ်လို့ကြားတယ်။အဲ့ဒါကိုကျွန်တော်တို့ကစူးစမ်းပြီးတော့ တိုင်မီနေကြတယ်လေဘယ်လိုလုပ်ကြရင်ကောင်းလဲဘယ်လိုလုပ်ကြရင်ကောင်းလဲမြည်စည်းရလဲမတန်တဆဒေါက်တာညာလဲမတန်တဆအင်္ဂလိပ်ချင်းရလဲများသို့တော့ရောက်ရှိတဲ့လူကတော့ရောင်းရတော့ပေါ့ဈေးရောင်းနဲ့ရှိတဲ့လူကတော့မရောင်းတော့ဆိုတော့ဒီလုပ်ငန်းတွေကိုပြန်လဲလဲပတ်ဖို့ဆိုတာတော့အာစီဝိုင်းပုံမှာပဲမူတည်နေဘူးစီဝိုင်းကဟိုမကောင်းတဲ့ဒီဥစ္စာတော့လုံးနိုင်ဖို့ อเมริกามีตลอดขึ้นเลยอืมจะต้องรู้กูได้เลยไม่รู้ไงดอกအဲ့တော့ရှိတဲ့ငွေနဲ့စောင်းမထဲရမယ်ငွေနဲ့ဘာပေါ်ပါအနာဝေးပါအစာအုပ်တွေဆောက်လို့ရမှာအနည်းဆုံး register skate 8အထိခံနိုင်တဲ့အစာအုပ်တွေဆောက်လို့ရမယ်လို့နတ်ဆကဥက္ကရာဘိုးချုပ်မူကြီးမြောင်းလိုင်က2025ခုနှစ်ဧပြီ17ရက်ကငလျင်ဘေးတင်အေးလေးဒေတာကိုတွားရောက်စစ်ဆေးပြီး ပြည်သူတွေနဲ့တွေ့ဆုံစင်မှာပြောကြားခဲ့တာပါအစိုးရကဘီလက်မြေတအိတ်ကို18000ကျပ်နဲ့ငလျင်ဘေးတင်အဆောက်အုံတွေကိုရောင်းချပေးဖို့နှုံထသတ်မှတ်ထားပေမဲ့လေမြေပြင်မှာတော့ဝယ်ယူရခက်ခဲနေပြီးနှုံထဟာလည်းငွေကျပ်4000အထိပေါက်စီးတွေရှိနေကြောင်းသိရပါဗျ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဥရောပကောင်ဆောင်တွေဟာအမေရိကန်လိုလက်နက်တွေကိုဝယ်ယူပြီးယူကရိန်းကို ထောက်ပံ့ပေးဖို့ရှိနေတဲ့ဆွေးနွေးတင်မဲ့ဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာရုရှားယူကရိန်းအပြစ်ခတ်ရစေးရေးကိုစိတ်မရှိတော့တဲ့အချိန်မှာဥရောပကောင်ဆောင်တွေကအမေရိကန်လုပ်လက်နက်တွေကိုဝယ်ယူပြီးယူကရိန်းကိုထောက်ပံ့ပေးဖို့ရှိတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဥရောပနိုင်ငံတွေမှာယူကရိန်းကိုထောက်ပံ့ပေးဖို့လက်နက်အများပြားတူလောင်ထမ်းခြင်းမရှိဘဲသူတို့ရဲ့လက်နက်တွေကလည်းယူကရိန်းကိုထောက်ပံ့ဖို့လုံလောက်မှုမရှိတာပါ။အမေရိကန်ကလည်းယူကရိန်းကိုအထောက်ပံ့နေဆက်ပေးဖို့မတိကြတော့ချိန်မှာဥရောပနိုင်ငံတွေကအမေရိကန်ထံကလက်နက်တွေဝယ်ယူတာနဲ့ယူကရိန်းရဲ့လက်နက်ပြဿနာကိုဖြေရှင်းဖို့ရှိပါတယ်။အမေရိကန်ကအဆိုပြုခဲ့တဲ့ယူကရိန်းရုရှားအပြစ်ခတ်ရစ ေးရေးအစီအစဉ်ကိုရုရှားသမ္မတပူတင်ကညင်းဆိုခဲ့တဲ့နောက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတက်ဆက်လက်ပြီးအားထုတ်ကြိုးပမ်းမှုဥရောပကောင်ဆောင်တွေရဲ့တောင်းဆိုချက်ကိုလည်းအင်ဖြူတော်ကညင်းဆိုခဲ့ပါတယ်။ရုရှားဟာအပြစ်ခတ်ရေးဆေးရေးအစားနွေရာသီထိုးစစ်အတွက်ပြင်ဆင်နေတာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုဆိုင်းငံ့ထားပုံပေါ်ကြောင်းအဲ့ဒီအကြောင်းအရာနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ဥရောပနိုင်ငံတွေကယူကရိန်းကိုလက်နက်တွေထောက်ပံ့မယ်ဆိုရင်ယူကရိန်းဟာရုရှားရဲ့ထိုးစစ်ကိုခုခံနိုင်မှာဖြစ်ပြီးပူတင်ကိုလည်းအပြစ်ခတ်ရေးဆေးရေးအတွက်ဖိအားတွေပေးနိုင်မယ်လို့ကြေညာသူတွေကပြောကြားခဲ့ပါတယ်။အဲ့ဒီအပြင်ဥရောပကောင်ဆောင်တွေကယူကရိန်းကိုထောက်လှမ်းရေး သတင်းအချက်အလက်တွေဆက်လက်ထုတ်ပြန်ပေးဖို့ထရန့်ကိုစီရင်နိုင်ခဲ့မယ်ဆိုရင်ယူကရိန်းသမ္မတဇာလန်စကီအတွက်ရုရှားပြစ်မှတ်တွေကိုတိကျစွာတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ယူကရိန်းကိုဖိတ်ချွေရဲ့အမြောက်တွေပုံမှုထောက်ပံ့ဖို့အမေရိကန်ကနေတိုးမဟာမိတ်နိုင်ငံတွေကိုတိုက်တွန်းနေပေမယ့်နေတိုးမဟာမိတ်နိုင်ငံတွေက Patriots နှစ်ကိုသူတို့ရဲ့နယ်နိမိတ်တွေကိုကာကွယ်ဖို့သာအသုံးပြုနေကြတယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကပြောကြားခဲ့ပါတယ်။အပီလာအတွင်းကလည်းဇာလန်စကီကယူကရိန်းအစိုးရဟာအမေရိကန်ထံကပက်ထရီယက်အမြောက်စေကူကိုဝေယူလိုကြောင်းနဲ့အမေရိကန်ရဲ့အကြောင်းပြန်မှုကိုစောင့်ဆိုင်းနေကြောင်းပြောကြားခဲ့ပါတယ်။ ခက်တင်မော်တစင်းရေးချတဲ့အခမ်းအနားမှာ မတော်တဆဖြစ်ပွားမှုနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့တင်မောချင်းအရာရှိတွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်ဆိုတဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါမြောက်ကိုရီးယားဟာမကြသေးမီကဖြတ်တင်းမော်တစင်းရေးချတဲ့အခမ်းအနားမှာမတော်တဆဖြစ်ပွားမှုနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့တင်မောချင်းအရာရှိတွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါဗျာ မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျေဝန်တက်ရောက်ကြီးရှုခဲ့တဲ့သင်းမောရေချတဲ့အခမ်းအနားမှာတန်9000ကျိန်ရှိတဲ့စစ်သင်းမောဟာမတော်တဆပြုတ်ကျခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ကင်ကအဲ့ဒီဖြစ်စဉ်ကိုနိုင်ငံရဲ့ဂုံဒိတ်ခါကိုကြာဆင်းစေပြီးတာဝန်ရှိသူတွေကိုအပြစ်ပေးသွားမယ်လို့ပြောကြခဲ့ပါတယ်။နိုင်ငံရှေ့မြောက်ပိုင်းချောင်းကျင်သင်းမောကျင်းမှာဖြစ်ပွားခဲ့တဲ့အဲ့ဒီဖြစ်စဉ်ဟာအများပြည်သူတွေရှေ့မောက်မှာဖြစ်ပွားခဲ့တာဖြစ်တာကြောင့်စစ်အင်အားကိုပြတ်တပ်ဖို့ကြိုးပမ်းနေတဲ့ကင်မအတွက်အရှက်ရပွဲဖြစ်ရတဲ့ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီမတော်တဆဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုတွေအချိန်မြင့်လှုပ်ဆောင်နေချိန်မှာတရားဥပဒေစိုးမိုးရေးအာဏာပိုင်တွေကသင်းမောကျင်းရဲ့အင်ဂျင်နီယာချုပ် ဲ့အခြားသူတွေကိုဖမ်းဆီးခဲ့တာဖြစ်ကြောင်းနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကမေလ25ရက်မှာထုတ်ပြန်ခဲ့ပါတယ်ကျိုးရူတပ်ပုံတွေအရာအပြာရောင်တပ်ပေါ်လင်စားတွေဖုံးအုပ်ထားတဲ့စစ်သည်မော့ရဲ့ဥပိုင်ဟာစိတ်ကမ်းပေါ်မှာရှိနေပြီးပယ်ပိုင်းကရည်တဲကိုကြာနေတာကိုမြင်တွေ့ရကြောင်းအမေရိကန်အခြေစိုက်နိုင်ငံတကာမဟာဗျူဟာလေ့လာရေးစင်တာ CSIS ကဖော်ပြခဲ့ပါတယ်။ကင်ကအဲ့ဒီတင်မော့ကိုဂျွန်လာအတွင်ပြုလုပ်မဲ့အာနာယပါတီညီလာခံမတိုင်မီအပိတက်ပြုပြင်မှုအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒေတာတွင်အမေရိကန်ရဲ့စစ်အင်အားထူထောင်မှုကိုစန့်ကျင်ရမှာမြောက်ကိုရီးယားလက်နက်ကိုင်တပ်ဖွဲ့တွေဟာရန်သူနိုင်ငံတွေရဲ့စစ်ရေးချင်းချောက်မှုအလုံးကိုထိ ंछ ုံနိုင်မှုလှုပ်ဆောင်သွားမယ်လို့မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အာနာယပြူတိုင်းပါတီနဲ့ညွန်ပေါင်းမဟာမိတ်ဘူဂျာတိုင်းပါတီတို့အကြားတင်းမာမှုတွေမြင့်တက်နေမှုဟာအစိုးရအဖွဲ့ရဲ့တည်ငြိမ်ရေးအတွက် စိုးရိမ်မှုတွေမြင့်တက်လာစေခဲ့တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ထိုင်းနိုင်ငံရဲ့အာဏာရဖြူထိုင်းပါတီနဲ့ညွန်ပေါင်းမဟာမိတ်ပူဂျန်ထိုင်းပါတီတို့ကြားတင်းမာမှုတွေမြင့်တက်နေမှုဟာအစိုးရအဖွဲ့တည်ငြိမ်ရေးအတွက်စိုးရိမ်မှုတွေမြင့်တက်စေခဲ့ပြီးညွန်ပေါင်းအစိုးရအဖွဲ့ဟာတက်တန်းအပြည့်အဝတည်မဲနိုင်ချေရှိမရှိမေးခွန်းတွေထွက်ပေါ်လာတယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။ပူဂျန်ထိုင်းပါတီက2024အထက်လွှတ်တော်ရွေးကောက်ပွဲမှာမဲလိမ်မှုအတွင်းပါဝင်ပတ်သက်နေတဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရချိန်မှာဖြူထိုင်းနဲ့မဟာမိတ်ဆက်ဆံရေးကကျိုးပြတ်လွယ်တဲ့အနေအထားကိုရောက်ရှိစေခဲ့ပါတယ်။2026ခုနှစ်ဘန်နာနဲ့အတွက်ဘတ်ဂျက်ဥပဒေမူကြမ်းစစ်ဆေးမှုမှာလည်းပူဂျန်ထိုင်းပါတီကအဲ့ဒီဥပဒေမူကြမ်း ်ကိုထောက်ခံဖွယ်မရှိတာကြောင့်အောက်လွတ်တော်ဖြတ်သိမ်းရမယ့်အခြေအနေကိုရောက်ရှိသွားနိုင်တယ်လို့လည်းအခြားသတင်းရင်းမြစ်တစ်ခုကပြောကြခဲ့ပါတယ်ဖြူတိုင်းနဲ့ဗိုလ်ချုပ်ထိုင်းပါတီနှစ်ခုစလုံးရဲ့ထိပ်သီးကောင်ဆောင်တွေကတော့ကြီးမားတဲ့သဘောထားကွဲလဲမှုတွေမရှိကြောင်းညှင်းဆိုထားတဲ့အတိုင်းသူတို့ကြားမဟာမိတ်ဆက်ဆံရေးကျိုးပြက်လွယ်တဲ့အနေအထားကိုရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေကစက်တိုက်ထွက်ပေါ်နေပါတယ်အဲ့ဒီလိုပါတီအချင်းချင်းပွတ်တိုက်မှုဟာနိုင်ငံရေးကစားပွဲတစ်ခုဖြစ်နိုင်တယ်လို့လေလာသူတွေကသုံးသပ်ထားပြီးအဲ့ဒီအခြေအနေကဆိုးရွားတဲ့နောက်ဆက်တွဲခရက်တွေရှိနိုင်ကြောင်းသတိပေးခဲ့ပါတယ်အထူးသဖြင့်ထိုင်းဆိုးရွားဟာပြည်တွင်းပြည်ပဖိအားတွေကိုရင်ဆိုင်နေရချိန်မှာဖြူတိုင်းနဲ့ဗူဂျန် ကြမ်းတိုင်းပါတီတို့ရဲ့ဆက်ဆံရေးကအစိုးရအဖွဲ့ရဲ့ကြံကြမ္မာအတွက်တည်ရှိရှင်တမျှအရေးကြီးလာခဲ့ပါတယ်။ အဲ့ဒီပါတီနှစ်ခုကြားပုံဖြည့်ရှင်းချက်တစ်ခုကိုရှာဖွေနိုင်မယ်ဆိုရင်မြို့ပေါင်းအစိုးရအဖွဲ့တည်ငြိမ်မှာဖြစ်ပြီးမဖြည့်ရှင်းနိုင်ရင်နိုင်ငံရေးခင်းကျင်းမှာကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပွားလိမ့်မှာဖြစ်ပါတယ်။ပူဂျန်ထိုင်းပါတီရဲ့သတင်းရင်းမြစ်တစ်ခုကတော့မီဒီယာတွေကဖော်ပြနေတဲ့ပြည်ပခသတင်းတွေကိုညှင်းဆိုခဲ့ပြီးအစိုးရအဖွဲ့အတွင်ပူးပေါင်းဆောင်ရွက်မှုဟာအဆင်ပြေချုံးမွေနေစေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့အစိုးရပြင်ပကိစ္စရပ်ဒီမှာတော့ဖြူတိုင်းပါတီကပူဂျန်ထိုင်းပါတီရဲ့ဩဇာလွှမ်းမိုးမှုကိုရှော့ချဖို့ကြိုးပမ်းပွဲရှိခြင်းရာထူးနေရာတွေကိုပုံမူရယူဖို့ကြိုးပမ်းခြင်းတို့ရှိနိုင်ကြောင်းသတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ စီနိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ကောင်းမွန်တဲ့နေ့ရက်တွေရောက်လာမယ်လို့ပရိသတ်တွေကိုအာမိုရင်းကကတိပေးခဲ့တဲ့ဆွေးသတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုတင်ဆက်ပေးလိုက်ပါတယ်။ United အသင်းဒီပြအာမိုရင်က Aston Villa အသင်းကိုအနိုင်ရခဲ့တဲ့ Diaty Premier League နောက်ဆုံးပွဲစဉ်အပြီးမှာ ဆိုရတဲ့ရာသီအတွက်တောင်းပန်ခဲ့ပြီးကောင်းမွန်တဲ့နေ့ရက်တွေရောက်လာမယ်လို့ပရိသတ်တွေကိုကတိပေးခဲ့ပါတယ်။အာမိုရင်ကပထမဆုံးအနေနဲ့ဒီရာသီအတွက်ကျွန်တော်တောင်းပန်ချင်ပါတယ်။ပွဲအများပြားမှာကျွန်တော်တို့ကိုအားပေးရတာအလွန်ခက်ခဲမှန်သိပါတယ်။ဒီရာသီကပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အတူလက်တွဲပြီးရှေ့ကိုဆက်ရမှာပါ။လွန်ခဲ့တဲ့6လတုန်းကမှုန်တိုင်းတွေလာတော့မယ်လို့ခမရတို့ကိုကျွန်တော်ပြောခဲ့ပူပါတယ်။အခုဒီဆိုးရတဲ့ရာသီအပြီးမှာခမရတို့ကိုပြောချင်တာကကောင်းမွန်တဲ့နေ့ရက်တွေရောက်လာမယ်ဆိုတာပါဘလို့အချိန်တွေမျိုးကိုမဆိုကြော်လာနိုင်နေဆိုတာအတိတ်မှာတက်တည်ပြခဲ့ပြီးဖြစ်တဲ့ကမ္ဘာပေါ်မှာရှိတဲ့အသင်းတစ်သင်းဟာ United အသင်းပါ ားလို့ပြောခဲ့တာပါ United အသင်းက Aston Villa အသင်းကို2ဂိုးကိုမရှိနဲ့နိုင်ရခဲ့တဲ့နောက် DRT Premier League ပြိုင်ပွဲကိုအမှတ်ပေးစရာအဆင့်15နေရာမှာယက်တီကရာသီအဆုံးတက်ခဲ့ရတာဖြစ်ပါတယ် ယူနိုက်တက်အသင်းရပြီးခဲ့တဲ့ရက်ပိုင်းကယူရိုပါလိပိုလူပွဲမှာစပါတင်ကိုအရေးနိုင်ခဲ့တယ်လို့ပရီးမီးယားလိအဆင့်ရက်တီမှုကြောင့်လာမယ့်ရာသီဥရောပဝင်ခွင့်ကိုဆုံးရှုံးခဲ့ရတာပါမန်ချက်စတာကလပ်ဟာပိုတူဂီလူမျိုးနီးပြအာမိုရင်လက်ထက်မှာအဆိုးရွားဆုံးရာသီနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်အဲဒါကြောင့်နီးပြအာမိုရင်ဟာအက်စတွန်ဗီလာအသင်းနဲ့ပွဲပြီးမှပရိသတ်တွေကိုတောင်းပန်ရင်းနဲ့ဂရီပေးမှုပြုလုပ်ခဲ့တာပါအဲ့ဒီအပြင်အာမိုရင်ဟာတခါတလေမှမမျှမတလုပ်ခဲ့တဲ့အရာတွေကြောင့်ကစားသမားတွေကိုတောင်းပန်မှုလည်းပြုလုပ်ခဲ့ပါတယ်ယူနိုက်တက်အသင်းဟာရာသီနောက်ဆုံးပွဲစဉ်အပြီးမှာအာရှခြေစမ်းခီးစဉ်အတွက်ထောက်ခါခဲ့ပြီးအသင်းမှာအနာဂတ်မရေ ီယာဖြစ်နေတဲ့ကာနာချူနဲ့အိုနာနာတို့ကိုလည်းအသင်းလူစင်းနဲ့ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ United အသင်းဟာမေလ28ရက်မှာအာဆီယံ All Star အသင်းနဲ့မလေးရှားနိုင်ငံမှာခြေစမ်းပွဲရှင်ပိုင်မှာဖြစ်ပြီးဒီပွဲပြီးရင်ဟောင်ကောင်နိုင်ငံမှာဟောင်ကောင်အသင်းနဲ့မေလ30ရက်မှာခြေစမ်းပွဲရှင်ပိုင်မှာဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ26ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။